တက်ဘယ်လောက်ရှိပြီလဲ1000ဘာ1000တခုဟာ1000မတွက်တက်ဘူးလေမတွက်တက်ဘူးလေနာမည်ဘယ်လိုခေါ်လဲမလေးနာမလေးပါဟာဒိုးဒိုးခုနေတဲ့နေနေပါအဲ့တော့လမ်းပါမလားမသိဘူးလမ်းမှာပေါ့လမ်းလေးဆောင်မှာဘာက ရှေးအောင်ကြောင်းဆောင်ပေါ့နော်ကြောင်းဆောင်ပြိုကျသွားတယ်ပေါ့နော်အဲပြိုကျသွားတဲ့ဟာကိုကျွန်တော်တို့လာပြီးတော့ကွန်ဒီရှင်းနဲ့ပြေးတာပေါ့အဲဒါကားရဲ့အခေါ်ကတော့ဒါဒါကတော့ဟိုသူကဂျောင်းပေါ့နော်ဒါတရားတရားဂျောင်းနေခေါ်တာပေါ့နော်သူဒါဒါပတောက်ဂျောင်းဆိုတဲ့နေရာပေါ့ကျွန်တော်တို့ဘိုးဘေးတွေလည်းထက်တော့ကစောက်ထားတဲ့ဟာပေါ့ဘူခေါမလဲအင်းဝါတို့ပင်းရတို့အဲ့လိုအဲ့လိုခင်မျိုးတွေရဖြစ်နေမယ်ကျွန်တော်ကျွန်တော်တော့နားမလဲဘူးရှေးရှေးအောင်သူတွေတာပါတာပါပဲဒီမှာပေါ့ဟုတ်ဒါပေမဲ့ဒီခေတ်အုပ်မုတ်တော့သေးကြတယ် ဒါဒီပြာကတော့ကျွန်တော်တို့ဒီမှာဆိုရင်အဲကျွန်တော်တို့အဖွဲ့ရှိတယ်၊နတုခအဖွဲ့ရှိတယ်၊ပကံကိုကိုအဖွဲ့ရှိတယ်၊ ARD အဖွဲ့ရှိတယ်၊နောက်လေးမြောက်အဖွဲ့ရှိတယ်အများကြီးပဲကျွန်တော်တို့ဒီမှာပေါင်းပြီးတော့လုပ်နေကြတာပေါ့နော်။အဲလုပ်တဲ့ထဲမှာမှဒီနေ့ကတော့ဗရောက်ချောင်းကိုကျွန်တော်တို့ဝင်တာပေါ့နော်။ဒီမှာကဒီရှေးအောင်ကျောင်းဆောင်ပေါ့နော်။ကျောင်းဆောင်ပြိုကျသွားတယ်ပေါ့နော်။အဲပြိုကျသွားတဲ့ဟာကိုကျွန်တော်တို့လာပြီးတော့ကုညီရှင်းလင်းပေးတာပေါ့။အဲဒါကရဲ့အခေါ်ကတော့ဒါဒါကတော့ဟိုသူကချောင်းပေါ့နော်။ဒါဆိုင်တရားတရားချောင်းနေခေါ်တာပေါ့နော်။ဒါဒါကဗရောက်ချောင်းဆိုတဲ့နေရာပေါ့။ဒီနေရာရန်တရားဘလို့မှဝင်လို့မရဘူး။ ာလို့မရအောင်လဲဆိုတော့ဒီဒီကိုဝင်လာတဲ့လမ်းညီလို့လဲလာတာတွေးလိုက်မယ်နော်ဒီကြောင်ကြောင်ကြောင်ကနေပြီးတော့တောင်ပြင်းတောင်တက်တွေကိုကွေ့ပတ်ပြီးတော့ဒီကြောက်သေးလို့ခေါ်မှာပေါ့နော်ရှိုးထဲမှာဆိုတော့ဒီနေရာမှာဆိုတော့ရန်နေရာလဲလာလို့မရဘူးပြီးတော့ရန်နေရာလာမယ်ဆိုလို့ရှိရင်လည်းအဲရှိတဲ့လမ်းတွေအကုန်လုံးကပြတ်သွားနိုင်တယ်ပေါ့နော်ဒါကျွန်တော်လူထဲလာပြီးတော့ရှင်းပေးပြတာပါတော့ထက်ဖြိုးမဖြိုးတိုင်မြင်နေကြတာမနေ့က ဟိုမဖြိုဘဲနဲ့ဘယ်လိုတီမြင့်အောင်ထားမလဲပေါ့ဒီနေရာမှာအစ်စ်တစ်ခုပြန်ဆောက်လိုက်အစ်စ်ပဲဖြစ်သွားမှာရှေ့အောင်မဖြစ်တော့ဘူးပေါ့နော်ဒီကြံတဲ့တချမ်းကိုဘယ်လိုအထိကိုက်အန်ဒီရယ်မရှိဘဲနဲ့ဘယ်လိုတီမြင့်အောင်ထားမလဲဆိုတာဆွေးနွေးနေကြဒါကြီးပြီးရင်တော့ကျွန်တော်တို့ကဒီပေါ်မှာဟိုတာတာဘတ်နဲ့မိုးပြီးတော့ရေထက်မဝင်အောင်ပေါ့နော်အဲ့ဒါလှုပ်လိုက်မယ်ပေါ့လှုပ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒါကြီးဆက်မပြည့်စည်ဘူးဆိုရင်ဒါမဲ့ຫນွေကြရင်ဘာဆက်လုပ်အောင်မလဲပေါ့နော်ဘုံဘွားတော့ဖြိုပြစ်ရှင်တယ်ကျွန်တော်တို့ကဖြိုပြရမှာနှမျောနေတယ်ပေါ့နော်ဒါဒါနေတော့ဟိုကျွန်တော်တို့မမွေးခင်ကျွန်တော်တို့အဖေကမမွေးခင်ဆိုတော့ ျွန်တော်ဘိုးဘေးတွေလည်းထက်တော့ကစောက်ထားတဲ့ဟာပေါ့ဘယ်ခေါ်မလဲအင်းဝါတို့ပင်းရတို့အဲ့လိုအဲ့လိုခင်မျိုးတွေရဖြစ်နေမယ်ကျွန်တော်ကျွန်တော်တော့နားမလဲဘူးရှေးရှေးအောင်သူတွေတာမာတာမာပဲတိမာပေါ့ဟုတ်ဒါပေမဲ့ဒီခေတ်အုပ်မုတ်တော့သေးကြတယ်မေးနာမည်ဘယ်လိုခေါ်လဲခင်ခင်စန်းကြီးအသက်ဘယ်လောက်ကြီးပြီလဲအာ1300ခုလေမတွက်တတ်ဘူးလေမတွက်တတ်ဘူးလေ1300

ဒါကြီးငလင်းကြီးကပြီးသွားပြီပေါ့ဆိုတော့ထင်ကြတယ်ပေါ့တကယ်တော့မြေပြင်မှာကငလင်းနဲ့ပတ်သက်လို့ကရှင်းကြလင်းကြတော့ရှိပါသေးတယ်တချို့နေရာတွေဆိုလုံးဝပေါ့နော်အများကြီးမကင်ရသေးဘူးအများကြီးရှင်းစရာလင်းစရာကျန်တဲ့နေရာတွေရှိသေးတယ်ပေါ့ပြီးတော့သခိုင်းကပို့ပြီးတော့ဆိုတာကသခိုင်းပါကဘုံရောက်ရင်လည်းများတယ်ပြီးတော့ဟိုကလည်းများတယ်ဟိုဇေဒီတွေနော်ဇေဒီပထိုးတွေကလည်းများတော့အိမ်နဲ့အဲ့เจ้าတို့ဇေဒီတို့အရေတို့နဲ့ဆိုရင်အတူတူတော့ဖြစ်နေတယ် အဲ့တော့အိမ်တွေကလည်းသူ့အိမ်တွေသူထိထားတဲ့ခါကျတော့လူအားမိမလာနိုင်ရဘူးသူတို့ကကိုယ့်အိမ်ကိုရှင်းလင်းနေရတာနဲ့ဘာနဲ့ပေါ့နော်ဆိုတဲ့ခါကျတော့မလာနိုင်တော့ဝေးတဲ့လူတွေကလာကူနေကြတာပေါ့နော်ဒါကြောင့်ဒီမှာရှင်းမှုလင်းမှုတွေကြာမာသေးတယ်အဓိကတော့ကျွန်တော်တို့ဒီဘက်မှာတော့ဘုန်းကြီးเจ้าတွေတိလာရှင်เจ้าတွေဇေဒီပထိုးတွေနော်ဘုရားเจ้าကံတွေအများကြီးကြာမာသေးတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒါလေးတွေကိုဟိုရှင်းလင်းပြီးတော့ရှင်းပေးလိုက်မှဒီနေရာမှာသူတို့ပြန်ပြီးတော့စောက်လို့ရမှာပေါ့နော် ဒါဒါလည်းရုပ်ရှင်တွေကဦးလေးပဲ။လက်ပြေသွားမလား။အဲသူသူကကျွန်တော်နဲ့မင်းရဆက်နဲ့ကျွန်တော်နဲ့သူတို့ကဟိုးမင်းသားစားဖြစ်တော့တွေကတငယ်ချင်းတွေ။ဒါကျွန်တော်ညီပြောမယ်ဆို။တနည်းတနည်းညီ။ဟာတနည်းညီရမှာလေ။20ရောက်ပဲกว่าလားဘာတနည်းညီလဲ။19ရက်19ရက်ပဲกว่าလား။ကျွန်တော်လည်း19ရက်ငယ်တယ်သူက။95နှစ်တည်း။95နှစ်။ဟိုးခစ်တော့ကဒါသူတို့ဟိုဟာဘာလဲဒီပယံပယံဆရာတွေကလေ။နားမလဲလို့အုပ်ကိုအကြီးလောက်တာ။အဲ ဘာလို့တစ်ချက်တစ်ချက်စီတယ်တခါတည်းပြီးသွားအောင်လေဟုတ်တယ်မလားဒီဥပြန်စရာသေးသေးစီတာဆိုတော့အေးအေးဥပြားကြီးတွေ तू ကြတော့ကောင်းတယ်တလားတို့လို့မဟုတ်ဘူး तू ကြတော့ဒီပစ္စည်းတွေမခားမနာဘူးဘာ तू ကောက်ကောက်ရင်နီးနီးလေးတို့ကောက်ကောက်ရင်အဝေးကောက်ရတာ तू ကကောက်ကောက်ရင်ခားနာတယ်သူကအဆင်ပြေတယ်ကောက်ကောက်တဲ့နေရာမှာလာတာကြောက် နာမည်ဘယ်လိုခေါ်လဲမလေးနာမလေးပါလကလေလကလေတို့သေးပါမဝင်းကြီးတဲ့တော့အော်မဝင်းကြီးတက်မရောမလားအသက်ဘယ်လောက်လဲ84နှစ်အေးဟာဒို့ဒို့84နှစ်တော့ဘာလို့လမ်းမမလားမသိဘူးလမ်းမှာပေါ့လမ်းလိုက်စမ်းမှာငါဒုက္ခအတင်းငါဒုက္ခအတင်းကြီးစတီထောင်ကလေးကအတင်းသူဖြစ်ခဲ့တာ84နှစ်ရှိပါပြီအဲ့လိုမျိုးအတင်းသူဖြစ်တာဟုတ်ဘူးဩမလဲကလေးခုနှစ်ယောက်မေး တော်ကိကလေးတွေအများကြီးကြောက်ပဲပြောတာပဲတို့အဲ့ဒါမျက်နှာအငယ်ရဆုံးကိစ္စကလေးပေါ်ချောင်းပြရတာကလေးပေါ်ရတာကြာခုကြီးတော့ကြာမျက်နှာမှာပရဟိတလောရတယ်အဲဒါရီသမီးရလက်လွတ်သွားပြီအဲကြာကြည့်တွေးတာပေးတာစလာပြီးတော့အဲ့ဒါကြာကြာကျွန်တော်မျက်နှာငယ်ရတယ်ဟင်းအဲ့ကြအားကြမခံဝဲတာပေါ့ကျွန်တော်ကျွန်တော်ကနာဆိုင်ဟုတ်တယ်အမေကဘယ်နှစ်ယောက်လဲ၁၀ယောက်၁၀ယောက်အမေရော၆ယောက်၆ယောက်9ယောက်9ယောက်6 90 ဒါအတိတ်စိမ့်နော်ညနေထွက်ပါအဲ့ဒီကရှာထိုးအဲ့ဒီလေးလုံးเนี่ยနော်တိကေ3ညရဲ့6ကေခွင်ရဲ့၄လုံးမဲ့နော်ရှိအောင်အစားဦးဖြစ်တဲ့အတွက်ဒါကြီးတခုလို့ဖြိုပြီးပြန်ပြီးတော့ဆောက်ဖို့တော့ဒီကဆရာတော်က ဆန္ဒရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီရှေးဟောင်းတိုင်းလေးဘယ်လိုတည်မြဲအောင်ထားလို့ရအောင်မလဲပေါ့နော်အစ်စ်ဆောက်လိုက်အစ်စ်ဖြစ်သွားမှာပေါ့ဒါလေးကိုတည်မြဲဖို့အတွက်ကလည်းဘုံဘုံကသူ့မှာအားမရှိဘူးအဲ့ဒါလူအားလည်းမရှိဘူးငွေအားလည်းမရှိဘူးအဲကုမယ်ဆိုရင်တော့လည်းဓာကြည့်မယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဒါလည်းကျွန်တော်လုပ်ရမယ့်အလုပ်ပါပဲဒါကြောင့်ဘုံဘုံအတွက်ဒီမှာလိုအပ်မဲ့ခုနပြောတဲ့ဒီကြံတဲ့ရှေးဟောင်းအစောအဦးနော်ဖျောင်းဖျားเจ้าကတည်မြဲအတွက်လည်းမိုက်ကူကြပါဦး ဟုတ်တယ်နော်မင်းနော်ပြောတခေါက်ပြောလိုက်ခုကြပါအောင်လို့ကြပါအောင်ဒါပေါ်နော်ဒီမှာဒီကြပါအောင်ရှင်အဲဒီမှာဆိုကျွန်တော်တဲ့မြန်မာလေးတွေကလာပြီးကူနေကြတာပေါ့နော်အဲ့တော့ဟုတ်ပါတယ်အဲ့တော့လိုအားလဲလိုပါသေးတယ်ပေါ့နော်နိုင်သလောက်အားတဲ့အချိန်လေးတွေမှာအဲကျွန်တော်တို့ကိုယ်စိတ်ကိုစားပြီးတော့လာကြပါအောင်ပေါ့နော်ကျွန်တော်တို့ဒီမှာလာကူကြပါအောင်ပြီးလို့ရှိရင်လိုအားကုသူလေးလည်းပေးကြပါအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကူနေတဲ့လူတွေအတွက်အာဟာရဒါနာပေါ့တောက်ရည်လေးပဲဖြစ်ဖြစ် ် royalty လေးပဲဖြစ်ဖြစ်လိုအပ်ပါတယ်เนาะအဲ့ဒါလေးတွေလည်းကူကြပါအောင်ပေါ့เนาะကျွန်တော်တို့နိုင်တဲ့လောက်ဆက်လုပ်ပါမယ်เนาะလူလောအားဖြစ်ကူနေတဲ့သူလည်းလာကြပါဦးလောအားမို့လို့ရှိရင်အခြားကူနေတာလေးတွေရှိတယ်ကူကြပါအောင်ပေါ့เนาะနည်းများမဆိုပါเนาะဒီဒေသပကံမှာရှားကြည့်ရင်ဒီလုတ်စီရနေရာလေးတွေအများကြီးကြပါသေးတယ်ကဲအားလုံးပဲကူကြပါဦးเนาะအားလုံးပဲကဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပြည့်စုံနိုင်ကြပါစေ